ါနဲ့လူမြောက်ဖို့လိုတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အတူရောက်တရားမဝင်ရွေးကောက်ပွဲကိုတခဲနဲ့စစ်ချင်းတိုက်ကြဖို့လိုတယ်။မန္တလေးမြို့လေလူစီကားတဲ့ဈေးကြော်တော်နီးမှာစေအနာရှင်စံကျင်ရေးမှာလူတီများတဲ့တပိတ်ကောင်းဆောင်၃ဦးဦးဆောင်ပြီးရွေးကောက်ပွဲမင်းမထည့်ရေးဆန္ဒပြခဲ့ကြရာနောက်တနည်းညနေမှာပဲစစ်တကအဆိုပါဈေးကိုအင်အားသုံးဖြည့်ဆည်းခဲ့ပြီးဈေးတွေကိုချိန်ချောက်ခဲ့တယ်လို့မြို့ကန်တွေထံကနေစုံစမ်းသိရပါတယ်။ ဒီဇင်ဘာလ3ရက်နေ့နဲ့အစောပိုင်းမှာမန္တလေးမြို့26လမ်း84လမ်းနဲ့85လမ်းကြားလူစီကားတဲ့ထင်ကရဈေးကြိုတော်မှာနေမကျော်မန္တလေးတပိတ်ကောင်းဆောင်ဒေါက်တာတီစာဆန်းရန်ကုန်တပိတ်ကောင်းဆောင်ကိုနန်းလင်းမုံရွာတပိတ်ကောင်းဆောင်ကိုခန့်ဝေဖြိုးတို့ပါဝင်တဲ့လူတစုဟာစစ်အာဏာရှင်စန့်ကျင်ရေးနဲ့ရွေးကောက်ပွဲမဲမပီးရီလူတို့ဟောပြောစီယုံဆန္ဒပြမှုပြုလုပ်ခဲ့ကြပြီးပြည်သူ လူတို့ကလည်းထောက်ခံအားပေးခဲ့ကြပါတယ် အဲ့ဒီရုတ်တံဖိုင်ကိုတပိတ်အင်အားစုတွေကဒီဇင်ဘာလ၄ရက်နေ့မနေ့ကညနေပိုင်းမှာထုတ်ပြန်ခဲ့ပြီးတဲ့နောက်မန္တလေးနန်းတွင်းခြေဆိုင်လေပိုင်းတိုင်းစစ်ဌာနချုပ်လပခမှာအရာရှိတချို့ဦးဆောင်တဲ့ပြူစောထီးတွေထရီအုပ်ရဲစီပင်အပြာရောင်ယူနီဖောင်းဝဲလက်နက်ကင်တွေပါဝင်တဲ့အင်အား200ကျော်ကညပိုင်းမှာဆက်ကဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မနေ့ထီအဆိုပါဈေးတန်းကိုဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ် ဈေးဆိုင်90ကျော်ကိုဖျက်ဆီးခဲ့ပြီးဈေးကိုပိတ်ထားတယ်လို့ဈေးနီးမှာနေထိုင်တဲ့မြို့ကန်မြို့သားတူကမြန်မာနောင်းကို ပြောပါတယ်ဒါဆက်ကိုလည်း84နဲ့85ကြာကဈေးတိုင်းနေဟိုပြညာဈေးတွေဟိုထိုးထားတဲ့တဲတွေပေါ့နော်အလိုအားကြီးဟိုဆိုင်ငံပေါင်း50လောက်ကိုဖြည့်ဆည်းသွားတယ်ဟိုသူတို့ရဲ့အင်အားတော့တပွဲဆောင်အင်အား200ကျော်လောက်နဲ့လာရောက်ဖြည့်ဆည်းသွားတယ်ပေါ့နော်အဲ့ဒီခြေနေကိုစစ်တပ်ဝါရဖြန့်စာမျက်နှာတွေကလည်း အကြမ်းဖက်ဒေတာဆန်အပီလမ်းဘေးဈေးတယ်များအားရှင်းလင်းခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဓာတ်ပုံတွေနဲ့ရေးသားဖော်ပြထားကြပါလေဆန်နှပြဟောပြောရမှာပါဝင်တဲ့ရန်ကုန်တပိတ်ခေါင်းဆောင်ကိုနန်းလင်းကစစ်ကော်မရှင်ရဲ့လုပ်ရည်ဟာတရားမျှတတဲ့ရွေးကောက်ပွဲဟုတ်မဟုတ်တသက်ပြနေတယ်လို့ပြောပါတယ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွေเนาะ February ဘဇက်ကနေတဖွာဖွာပြောနေပြင်ပြန်တို့တကယ်လုံးရက်ကတော့အာနာရှင်အကျင့်အကျင့်အာနာရှင်လုံးရက်အာနာရှင်ပြောဆိုနေဆိုတာเนาะဒီဈေးကိုဒီလိုမျိုးမတရားသဖြင့်ဖျက်လိုက်တာကတသိပြနေပါတယ်လူလူရဲ့လွတ်လပ်စွာပြောရေးဆိုခွင့်လူလူရဲ့လွတ်လပ်စွာနိုင်ငံရေးလှုပ်ရှားခွင့်တွေကိုနီလန်းပေါင်းစုံနဲ့အချမ်းဖက်ဖိနှိပ်ကန့်သက်ပြီးတော့မှဖြစ်လာမယ်ရွေးကောက်ပွဲလှုပ်လာမယ်ရွေးကောက်ပွဲဟာတိုင်းပြည်အတွက်ဘာမျှော်လင့်စရာမှမရှိဘူးဆိုတာကဒီလိုမျိုးအချမ်းဖက်လုပ်ရတဲ့အချိန်တသိပြနေပါတယ်ခင်ဗျ ။နောက်ပြီးကိုနန်းလင်းကဈေးသူဈေးသားတွေနဲ့မန္တလေးမြို့သူမြို့သားအားလုံးကိုကျေးဇူးတင်ရှိကြောင်းနဲ့လူလူအားဖြင့်သာခုလိုမျိုးလှုပ်ရှားမှုကို ဆောင်ရွက်နိုင်တာဖြစ်ကြောင်းလည်းပြောပါရယ်။စစ်တကဥဆောင်ပြုလုပ်မဲ့အတူရောင်ရွက်ကောက်ပွဲကိုစတင်ကြဖို့အဆိုပါဟောပြောဆန္ဒပြမှုပြုလုပ်နေချိန်မှာစစ်ကောင်းဆောင်မြောင်းလင်ကစစ်တက္ကသိုလ်တင်းနှန်းစစ်မွဲတွေပြင်ဦးလွင်မြို့သူရောက်ရှိနေပြီးမန္တလေးမြို့ကိုလည်းလာရောက်မှာဖြစ်တဲ့တွေမြို့ရင်းမြို့ပြင်မှာစစ်တပ်အင်အားများပြားလုံခြုံရေးယူထားခြင်းလည်းဖြစ်ပါတယ် ။ဒါပြင်ဆန္ဒပြရနေရဟာဈေးကြိုတော်နီးစစ်တပ်ဂိတ်တွေ26လမ်းတခြားစစ်တပ်ဂိတ်တွေပြင်မန္တလေးနန်းရွင်းနဲ့နီးတဲ့တွေစစ်တပ်က၎င်းတို့လိုရှိနေတဲ့သပိတ်ခေါင်းဆောင်တွေကိုတိုင်းလာရောက်ဆန္ဒပြမှုပေါ်အမျက်ဒေါသထွက်နေတာဖြစ်တယ်လို့မြို့ကန်တွေကဆိုပါတယ်။ရွေးကောက်ပွဲဖြစ်မြောက်ရေးတွေစစ်တပ်ကပြင်းထန်ကြိုးပမ်းနေချိန်မှာတော်လရင်အင်အားစုတွေကမျိုးလေကောင်နေရာမှာခုလိုဆန္ဒပြသွားမှုကစစ်ကော်မရှင် အရှိုက်ထိသွားကြောင်း ဈေးကြိုနီးမှာမြို့ကံမြို့သားကမှတ်ချက်ပြုပါတယ်သူတို့ဘက်ကဒီတူရောင်ယူခပွဲကိုအောင်မြောင်လို့ဖူးချိုးသားနေချိန်မှာဟိုတော်လိုင်းအင်အားစုရဲ့အနေနဲ့ရုပ်လေကောင်မှာဆန္ဒတက်ပြားသွားဖြစ်တဲ့အတွက်သူတို့အနေနဲ့ဒါခလုံးမထိတ်ခွာခံရတယ်လို့သူနာကျင်သွားတာဖြစ်တဲ့အတွက်ဟိုသူရှယ်ရန်ရန်မီလုပ်တယ်လို့ကျွန်တော်အနေနဲ့တော့မြင်မိပါတယ်မန္တလေးမြို့မှာခုလဇန်းမှာစတင်ကစစ်ကောင်မရှင်လက်နက်ကင်တွေနဲ့အုတ်ချုပ်ရေးဖွဲ့ဝင်တွေက ဒီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲတွေတိန်တက်စင်းမဲစင်လိုက်စစ်ကမဲလာပေးဖို့ဖိအားပေးချင်းချောက်ပြောဆိုမှုတွေပြုလုပ်နေတယ်လို့မြို့ကန်တွေထံကနေသိရပါတယ်နိုင်ငံနဲ့စစ်မျက်နှာများနေတဲ့စစ်ကော်မရှင်တပ်ဟာ၎င်းတို့ရဲ့နိုင်ငံရေးထွက်ပေါက်ဖြစ်လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလိုကြွေးကြော်ပြီးရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲကာပြုလုပ်သွားမယ်လို့ကြေညာထားပါတယ် ရွေးကောက်ပွဲကိုနှောက်ယှက်တယ်လို့ဆိုပြီးနာမည်ကျော်အနုပညာရှင်တွေပါဝင်ပြည်သူများပြားကိုလည်းရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းကပုံမှန်တွေတက်ပြီးဖန်ဆီးရဲယူနေပါတယ်။စစ်ကောင်မရှင်က၎င်းတို့အုပ်စိုးတဲ့မြို့ကြီးတွေမှာရွေးကောက်ပွဲတွေအဲ့ဒီလိုအားထုတ်ကြိုးပမ်းနေတယ်လို့တော်လိုင်းအင်အားစုတွေကလည်းအဲ့ဒီရွေးကောက်ပွဲကိုမဲမထဲကြဖို့ No Vote campaign တွေပြုလုပ်ကာလုံဆောင်နေကြပါတယ်။အော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ30ရက်နေ့ထိကာလကို တရားမဝင်တွေ့ရောင်ရွက်ောက်ပွဲသပိတ်မောင်းစန့်ကျင်ရေးကာလဖြစ်တတ်မဲ့ကြောင်းတော်လင်းရေးအင်အားစုတွေကကြေညာထားကြပါတယ်။စစ်ကောင်းဆောင်မြောက်လိုင်ဟာမန္တလေးမြို့သို့ရောက်ရှိနေပြီးဒီကနေ့မနက်မှာပဲမန္တလေးမြို့ရဲ့ထင်ကရဖြစ်တဲ့မဟာမုန်ိမြတ်စွာဘုရားကြီးသို့တွားရောက်လက်ပတ်နေပြီးစစ်တကမြို့တွင်မြို့ပြင်လုံခြုံရေးအထူးတင်းကျပ်ထားပါတယ်ခင်ဗျာ။